မိုးရွာသောမှုကြောင့်ဟိုတယ်တစ်ခုလုံးပြိုကျသွားပြီးတဲ့နောက်သေဆုံးသူအလောင်း80ထက်မနည်းရှာဖွေတွေ့ရှိခဲ့တဲ့ Grey Wall Hotel မစ28ရက်နေ့မှာဖြစ်ပွားခဲ့တဲ့အင်အားပြင်းငလင်းကြောင့်မန္တလေးမြို့ရှိ Grey Wall Hotel အပါအဝင်အဆောက်အဦမြင့်တော်တော်များများပြိုကျပျက်စီးမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်အဆိုပါဖြစ်စဉ်ကြောင့်လူပေါင်းထောင်ချီပြီးအစာအုပ်ပြိုပြက်တဲ့ကြားထဲမှာပိတ်မိခဲ့တာတွေရှိသလိုအစာအုပ်ပြိုချမှုကြောင့်ပွဲချင်းပြီးတည်ဆုံမှုတွေလည်းများစွာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ကလင်လှုပ်ပြီးနောက်ပိုင်းကုညီကဲဆယ်ရေးတွေလှုပ်ဆောင်ကြပေးမယ်။ကဲဆယ်ရေးပစ္စည်းမစုံလင်တာတွေ၊ဆက်ပစ္စည်းမရှိတာတွေကြောင့်နှောင့်နှေးရတာတွေရှိသလိုအစာအုပ်ပိုင်ရှင်တွေရဲ့ခွင့်ပြုချက်မရရှိတာကြောင့်အစာအုပ်ကိုဖြိုချခွင့်မရ၊လူတွေကိုကယ်ကွင်းမရတဲ့အခြေအနေတွေလည်းများစွာဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ထို့အထက်ကမှလူပေါင်းရာနဲ့ချီပိတ်မိခဲ့တဲ့ Great Wall Hotel လည်းအပါအဝင် ဖြစ်ခဲ့ပါတယ်။ ခရမဟိုတယ်ဟာပိတ်မိနေတဲ့လူတွေကိုကယ်ဆယ်ဖို့အတွက်ခွင့်မပြုခဲ့တာဖြစ်ပြီးကလေးငယ်တွေအပါအဝင်မြောင်များစွာပိတ်မိနေခဲ့ပေမဲ့ကုညီကယ်ဆယ်ခွင့်မရခဲ့ကြတာလည်းဖြစ်ပါတယ်ဒါပေမဲ့မင်းညားကမိုးကြီးလေထန်ခဲ့တာကြောင့်ဒီကနေ့ AB လာ6ရက်နေ့မှာတော့ Grey War Hotel တစ်ခုလုံးထပ်မံပြိုကျသွားခဲ့ပြီးကားတစ်စီးပျက်စီးခဲ့တယ်လို့သိရပါတယ်။ အဆိုပါနောက်ထပ်ပြုကြားခဲ့တဲ့အဆောက်အုံပြုကြားမှုမှာကယ်ဆယ်ရေးသမားတွေနဲ့စေတနာဝန်ထမ်းတယောက်မှထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိပေအပြက်စီးများထဲမှတေဆုံးသူရုပ်အလောင်း၈၀ထက်မနည်းကိုရှာဖွေတွေ့ရှိခဲ့တယ်လို့လည်းသိရပါတယ်ဂရေဘဟိုတယ်ထဲမှာပိတ်မိနေခဲ့ကြတဲ့သူတွေဟာအသက်ရှင်လျက်ပိတ်မိခဲ့ကြပေမဲ့ကယ်ဆယ်ရေးတွေနောက်ကျခဲ့တာကြောင့်အသက်ရှင်ခွင့်မရခဲ့ကြတာလည်းဖြစ်ပါတယ် ခရယောဟိုတယ်ထဲမှာပိတ်မိနေကြတဲ့သူတွေရဲ့မိသားစုဝင်တွေဟာငလင်ဆလုပ်တဲ့နေ့ကလေးကဟိုတယ်အနားမှာပဲအမြဲတမ်းရှိနေခဲ့ပြီးအစာအုပ်ကိုဖြိုချခွင့်ပေးဖို့အထက်တွေကလူတွေကိုကယ်ဆယ်ခွင့်ပေးဖို့တောင်းဆိုခဲ့ကြပေမယ့်ဟိုတယ်ပိုင်ရှင်ရဲ့ခွင့်ပြုချက်မရတာကြောင့်ကယ်ဆယ်ခွင့်မရရှိခဲ့ကြတာလည်းဖြစ်ပါတယ်